မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်ရဲ့ဗာမေရီကစတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်အင်ဒိုနီးရှားနိုင်ငံကိုဂျပန်နေဝင်ရောက်လာချိန်ကပေါ့အင်တအိမ်မှာရှိတဲ့ လူတွေကိုရိုက်နှက်ဖမ်းချုပ်ပြီးအောင်းချမ်းနေချိန်မှာပဲဂျပန်တွေဖမ်းထားတဲ့လူတွေကိုနိုင်ငံသားသူအမျိုးသမီးကလွတ်ပေးလိုက်ကဒေသခံတွေကတယောက်ကမမလေးပါလိုက်ခဲ့ပါအတူတူလွတ်အောင်ပြေးကြမယ်လို့ပြောပေမဲ့မင်းပဲလွတ်အောင်ပြေးလို့ဆိုပြီးတွန်းလွှတ်လိုက်တာ တကားကိုပိတ်လိုက်ချိန်မှာပဲသူမပြန်လှဲ့မျက်နှာကိုတနက်တင်နဲ့ထုချခံလိုက်ရပြီးမိလဲကြသွားပါတယ်။အဲဒီနောက်မှာတော့ဂျပန်စစ်ဗိုလ်ကအိမ်တိုင်းကလူတွေကိုဖမ်းကော်ခိုင်းပြီးနိုင်ငံသားတွေကိုရှင်းပြလို့အမိန်ပေးနေတာနိုင်ငံသားသူကိုလည်းမျက်ခင်းပြင်ပေါ်ကိုပစ်ချလိုက်ပါတယ်။သူမလည်းတတိယလာပြီးဂျပန်စစ်ဗိုလ်ကိုတောင်းပန်ပြီးမှမရပါဘူး။မင်းကမင်းဘာထင်နေလဲလို့ပြောနေတာအမျိုးသမီးကလည်းရှင်တို့ကိုကူညီခဲ့တယ်။တည်င်းလည်းပြီးခဲ့တယ်။ဂျမနိုင်ငံကိုတောင်တစ္ဆာဖောက်ခဲ့တာလို့ဆိုတာ ထက်ခါထက်ခါတောင်းပန်နေပေမဲ့ဂျပန်စစ်ဘိုကလယ်ဘေးညှစ်ထားလိုက်ကကျင်းဝါနေတော့မှာပဲသူမကယ်လိုက်တဲ့လူတယောက်ကဂျပန်ဘိုကိုကြောက်ခဲနဲ့ရုတ်တရက်ဝင်ထုတ်ပြီးအမျိုးသမီးကိုခေါ်ပြီးထွက်ပြေးပါတယ်ဒါပေမဲ့ဂျပန်ဘိုကပြန်ထလာပြီးသူတို့ရဲ့နောက်ကနေတနက်နဲ့ချိန်ပြီးပစ်ချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အမ်ဘာတို့မောင်နှမနှစ်ယောက်ဟာကားပေါ်မှာစော်ကစားနေရင်ကားနောက်ကနေဒုံးဆိုတဲ့အတန်ကိုကြားလိုက်ရလို့လှည့်ကြည့်လိုက်ပြီးထိတ်လန့်နေပါတယ် ဒါပေမဲ့အန်ပါရဲ့အမြင်အာရုံတွေကတိတ်မကောင်းပဲခက်ဝါဝါမြင်ရတဲ့အမြင်အာရုံချို့တဲ့သူပါဒီလိုနဲ့ကားရက်တာနဲ့မောင်နှမနှစ်ယောက်ကားပေါ်ကဆင်းပြီးရွာလန်းလေးအတိုင်းဝင်လာကအန်ပါကိုမောင်ဖြစ်သူကကူညီပြီးတွဲခေါ်သွားပါတယ်သူတို့ကဆွေမျိုးမကင်းတဲ့ဘိုးဘာရိတ်သားတစ်ခုမှသွားရောက်ကူညီပြီးနေထိုင်ကြမှာပါရှိတ်တာမှာနေတဲ့အာကိုကလည်းသူတို့ကိုမြင်တာနဲ့ခကြီးဥကြိုပြုတ်လိုက်ပြီးအိမ်ထဲကိုခေါ်သွားကသူတို့နေဖို့အခန်းကိုလည်းလိုက်ပြလိုက်ပါတယ် ီကာကတော့ကလေးမို့ရောက်တာနဲ့ဟိုပြေးဒီလွှမ်းနဲ့ပြောနေကအာကူးကလည်းမောင်နှမနှစ်ယောက်လုံးကိုအိမ်လိုသဘောထားပြီးနေကြပါလို့ဆိုပါတယ်ဒီအချိန်မှာပဲဖုံးလာလို့အာကူးကထွက်သွားပြီးဒီကာကလည်းအငိမ့်မနေပဲလိုက်ဆက်စုနေကအမ်ဘာကလိုက်လျှောက်မလုပ်ဖို့တားနေပါတယ်သူတို့ရဲ့အခေါ်ဒီအငိမ့်စားကေဟာက1980ခုနှစ်တုန်းကဖွင့်ခဲ့တာပါအန်ဘာတို့မောင်နှမလည်းမိဘတွေတည်ဆုံသွားပြီးဒီကေဟာမှလာနေကြတာပါဒီလိုနဲ့အန်ဘာတို့ကိုအဖိုးအဖွားတွေနဲ့မိတ်ဆက်ပေးလိုက်ပြီး ဘွားအန်နီကအန်ပါကိုမျက်လုံးမမြင်ရဘူးလားလို့မေးတော့သူကခဝဝါတော့မြင်ရပြီသူများတွေလိုကြီးကြီးလင်းလင်းမမြင်ရတာပဲရှိတာပါလို့ပြောလိုက်ပြီအဘွားကြီးကလည်းတိတ်မကြိုက်တဲ့ပုံစံနဲ့ပါပဲဒီအချိန်မှာပဲဒီကေဟာကလူတွေအားလုံးကိုဂယုစိုက်ပေးတဲ့ရီနာလည်းရောက်လာပြီမိတ်ဆက်ပေးလိုက်ကဝတီဆိုတဲ့အမျိုးသမီးကလည်းဒီနေ့ရဲ့အင်းနစ်ကိုအတူမကျင်းပနိုင်လို့တောင်းပန်ပါတယ်လို့ဆိုပြီးအာကုတ်ကိုလည်းအဖိုးဘွားတွေကိုတေးချဂယုစိုက်ပါလို့မှာပြီးအရေးကြီးတုတ်ပြန်နဲ့ထွက်သွားပါတယ် ဒီအချိန်မှာပဲအာသူကလည်းသူ့အပွားရှိလို့အလဲရောက်လာကအန်ပါကိုမြင်တော့မိမလာလေးလို့ဆိုကတဲ့ကြောင်နေပြီလက်ဆွဲနှုတ်ဆက်တော့အာကူကလည်းရောက်လာပြီးနှုတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့ဒီကားနဲ့အဖိုးနယ်လည်းကစားနေကြပြီးဘီနာကတော့အစားတောက်ပြင်းနေကအန်ပါကတော့အမြင်မဆန်းတဲ့ရိုးရာမုံထုတ်တာကိုကူးလုတ်ပေးနေပြီအာကူကလည်းနင်းမိပါတယ်နာယူကိုမလာနိုင်လို့တောင်းပန်ပါတယ်လို့ဆိုတော့နင်းနဲ့အတော်ဝတီကဒီမှာခေါ်ထားတာနဲ့တင်ငါကကျေးဇူးတင်ရမှာပါလို့ပြန်ပြောလိုက်ပါတယ် ။ထပ်ပြီးအာကူကအကူညီလိုရင်ဖုံးခေါ်ဖို့နှိမ့်တဲ့ခလုတ်ကိုလည်းပြပေးနေပြီးအန်ပါရဲ့လက်ကိုကင်ပြီးနှိမ့်ခိုင်းနေကအန်ပါနဲ့အာကူနဲ့ကငယ်တငယ်ချင်းတွေမို့တကက်ကက်လှုပ်နေတာကိုရီနာကသဘောမကျတဲ့အခါမှာခွာတစ်ခုကိုအတန်းကြအောင်လွှတ်ချလိုက်ပြီးအာကူကအနားကိုတွားတော့ရီနာကမကြည်မနက်နဲ့ပြောဆိုလုပ်နေပါတယ်။အပြင်မှာလည်းအဖိုးကဒီကနဲ့စော်ပေးနေပြီးအာသူကဓာတ်ပုံလိုက်ရိုက်ပြီးနေကအဖိုးကြီးပြစ်လိုက်တဲ့လေပေါ်ဝဲတဲ့အံပြားကအဆောင်တစ်ခုတည်းကိုဝင်သွားပါတယ် ဒီအချိန်မှာပဲမိုးရွာတော့မှမို့အဖိုးကိုအထဲပြန်ခေါ်သွားပြီးဒီကာကလည်းအခန်းထဲကျသွားတဲ့ကစားစရာကိုပြန်ယူချင်နေပြီးကြံနေခဲ့ချိန်အာသူကလာခေါ်ပြီးမှကစားစရာကိုကောက်ဖို့ပြောနေပြီးမိုးကလည်းရွာလာကအာသူနဲ့အထဲကိုဝင်ဖို့တကားပေါက်ကိုလိုက်ရှာကြပါတယ်ဒီချိန်မှာပဲအန်ပါကဒီကာလို့အော်ခေါ်လိုက်တော့သူ့ကိုလက်ဝှေ့ရမ်းပြနေလို့ထီတချောင်းနဲ့ဒီကာရှိတဲ့နေရာကိုသွားပါတယ်ဒီကာတို့ကတကားကိုဖြတ်ပြီးအခန်းထဲရောက်နေကြပြီးအန်ပါအခန်းထဲကိုဝင်လာချိန်မှာအာသူကစားနောက်လိုက်ပါတယ် အတော်ဝတီကအခန်းကိုအမြဲတော့ပိတ်ထားလို့လို့ဆိုပြီးအခန်းထဲကိုလိုက်ဆက်စုနေကြကဒီကာကအခန်းထဲကိုသူ့ရဲ့အကျင့်တိုင်းလိုက်ပြီးဆက်စုနေပါတယ်သူ့ရဲ့မောင်ကိုစိတ်ပူပြီးအနောက်ကနေလိုက်သွားရင်ကြမ်းကြုံကြသွားကမြေရောက်ခန်းတစ်ခုလေးကိုကြာသွားပါတယ်ဒီတော့အခန်းထဲမှာအာသူနဲ့ဒီကာကလိုက်ဆက်စုနေပြီးရှေ့ခေတ်ဓာပြားဆက်လည်းရှိနေပြီးဒီကာနဲ့အာသူကကလေးဖို့ကြိုးစားနေချိန်မှာပဲအန်ဘာရဲ့မျက်လုံးထဲမှာလူတယောက်ပုံစံပေါ်နေလို့အာသူတို့ကိုအတိပေးလိုက်တော့လူတယောက်ထိုင်နေတဲ့ပုံစံကိုမြင်လိုက်ပြီး အာသူလည်းအနားကိုသွားကအဝိတ်ကိုဆွဲဖယ်လိုက်တော့ခေါင်းမပါတဲ့ပုံစံနဲ့ထိုင်နေတဲ့ယုတ်ကြီးဖြစ်နေပါတယ်။ဒီအချိန်မှာပဲအာကူးကလည်းရောက်လာပြီးဒီနေရာကိုသူလည်းမသိဘူးလို့ဆိုပြီးဝင်လာကတိတ္တာတလုံးကိုလည်းရွှေရွှေရှိနိုင်တယ်လို့ပြောနေချင်းအန်ပါကအယုတ်ကိုစမ်းကြည့်နေပြီးအာသူတို့ကလည်းတိတ္တာကြီးကိုတဲထုံသွားကြကအန်ပါလည်းပြန်ဖို့လှည့်လိုက်ချိန်မှာအယုတ်ကြီးကထလာပြီးတူနာကိုတိုးလာပါတယ်။အန်ပါလက်ကြည့်တော့အယုတ်ကသူ့နေရာသို့ပြန်ရောက်သွားပါတယ်။အန်ပါကလည်းမတင်ကားလို့တေချာကြည့်နေပြီး ဒီကာကလာခေါ်လို့ပြန်လာခဲ့လိုက်ပါတယ်။အဲ့ဒီနောက်မှာအန်ပါရဲ့ဒဏ်ရာကိုအာကူးကစေးထည့်ပေးနေတာကိုရီနာကကြည့်မရဖြစ်နေပြီ။အာသူတို့ကလည်းသူတို့ယူလာတဲ့တစ်တာကိုဖြန့်ကြည့်လိုက်တော့ဓာပြားနဲ့စာရွက်စာရမ်းတွေပဲဖြစ်နေကအဖိုးကလည်းတစ်တာတဲကစာအုပ်အုပ်ကိုသွားယူကဖြန့်ကြည့်လိုက်တဲ့အခါမှာအမျိုးသမီးတစ်ယောက်ပုံကိုတွေ့လိုက်ရပြီ။သူကတော့ဒီဂေဟာကိုပထမဆုံးပိုင်ဆိုင်ခဲ့တဲ့နိုင်ငံသားသူဖြစ်ပါတယ်။အဖွားအန်နီကသူများပစ္စည်းဆိုတာမယူရဘူး။အဲ့ဒီမှာတစ်ခုခုရှိနေနိုင်တယ်လို့ဆိုတော့ ကြံတဲ့အဖွားတယောက်ကလည်းဒီလိုရှောက်မပြောဘူးဒီလိုရှောက်မပြောဘူးနဲ့ရှေးရုံမဆွဲဖို့ပြောလိုက်တော့အဖွားအနီကအဲ့ဒီမှာတခုခုရှိနေရင်ဘလို့လုံမလဲလို့ဆိုပြီးစကားများကြကကလေးဒီကဝိုင်းတာတော့မှပြီးသွားကြပါလေမနှက်ပြန်ကြရင်လည်းဤနစ်ကိုကြာရောက်တော့မှလို့ဆိုပါလေဒီအချိန်မှာပဲအာသူကဓပြားကိုယူဖွင့်လိုက်ပြီးပြေးသချင်းတန်တစ်ခုထွက်လာကအတူကလိုက်ကြပြီးပျော်ရွှင်နေကြခြင်းအပွားအန်ဒီကမကကျင်ဘူးလို့ညင်းနေကဒီချိန်မှာပဲမိကပြတ်သွားပါတယ် အပြင်မှာလည်းမိုးတွေချိန်လျှက်စီးတွေကလည်းတဝင်းဝင်းနဲ့ပါအဲ့ဒီနောက်ဒီကာတို့မောင်နှမလည်းအတူအဲ့ရဝင်းရင်စကားပြောနေကြကဒီကာကအိမ်နောက်ဘေးမှာကြောက်စရာကောင်းတဲ့ရေရင်းရှိပြီးအထဲမှာထူးခြားတာဘာမြင်လဲလို့မေးတော့အန်ပါကလည်းဘာမှမမြင်ပါဘူးလို့ဆိုပါတယ်ဒီကာကတချင်းကထူးဆန်းနေတယ်ကြောက်ဖို့ကောင်းလို့နားမထောင်ခြင်းပါဘူးလို့ပြောနေလို့အန်ပါကအိတ်တော့လို့ပြောလိုက်ပါတယ်ဒီအချိန်မှာပဲရီနာကဟင်းချက်နေပြီး ိမ်ဘဝမှာလူတစ်ယောက်ရှိနေတဲ့ပုံစံကိုမြင်ပြီးလှောက်ကော်ကြည့်လိုက်တော့ဘာမှမရှိပါဘူးဒီတော့သူဟင်းအိုးကိုပြန်မွေနေတုန်းမှာမုန်းဆိုပြီးအတန်ကိုကြားလို့လန်သွားကကြည့်လိုက်တဲ့အခါမှာတော့အာကုပါအကုန်လုံးလဲအိတ်နေပြီဖြစ်ကအမ်ဘာတို့ကိုတော့သွားမကြည့်ရသေးဘူးလို့ပြောနေလို့ရီနာနဲ့အာကုနဲ့ကရီးစားတွေမို့တဝင်းတူနေကအာကုကလည်းဖတ်ထားလိုက်ပြီးသူတို့နန်းနေကြတော့မှပဲဘေးအခန်းကတကားကပွင့်သွားပါလေဒီတော့အာကုကလည်းသွားကြည့်တော့ဘာမှမရှိပါဘူးအာကုလည်းတကားကိုပြန်ပိတ်လိုက်ပြီး ရီနာကလည်းလူပဲထင်ပြီးစိတ်ဆိုးပြီးထွက်သွားပါတယ်။အန်ပါကလည်းအိတ်နေရင်ဖုန်းကနေအတန်ကြားလို့နိုးလာကစန်းတဝါးဝါးနဲ့တွားနေရင်အိမ်ရှိကိုလည်းလူတယောက်ကဝင်လာကအန်ပါကဖုန်းနားကိုကပ်ပြီးနားထောင်တော့စကားပြောတန်ကိုကြားနေလို့အပြင်ကိုထွက်ကအာကုလို့ခေါ်လိုက်ပြီးလိုက်ရှာနေရင်မိဖို့ကန်းတဲ့ကဖုန်းကအတန်ထွက်နေလို့ကန်နားထောင်နေတုန်းမှာပဲပြုံးဆိုပြီးအနောက်ကနေသူ့ကိုဝင်တိုက်သွားပြီးရုတ်တရက်မီးတွေလည်းပွင့်သွားကအန်ပါရဲ့အမြင်အာရုံကလည်းရှင်းရှင်းလင်းလင်းမြင်လာရပါတယ် ူကြည့်လိုက်တော့သပင်းအဖြူရောင်နဲ့အမျိုးသမီးကဒဏ်ရာရနေတဲ့လူတယောက်ကိုကူညီနေပြီးတခြားလူတွေလည်းအပေါက်ကနေဝင်လာတော့အကူအညီတောင်းနေကအမ်ပါကရှင်တို့ကဘသူတွေလဲလို့မေးပြီးမဲ့သူတို့ကကြားပုံမပေါ်ပါဘူးဒီအချိန်မှာပဲဒီကာကအမားဖြစ်သူရဲ့လက်ကိုလှမ်းဆွဲပြီးဖျောင်းနိုင်မီးနဲ့ရောက်လာတော့ပုံမှန်အတိုင်းပဲမှောင်မဲနေကအမ်ပါလည်းမူလအမြင်အာရုံအတိုင်းမှုံပွားဝါပြန်ဖြစ်သွားပါတယ်ဒီကာကလည်းဘာမြင်လဲလို့မေးတော့ဘာမှမဟုတ်ပါဘူးလို့ဆိုကအခန်းထဲကိုပြန်ဝင်ပြီးအိတ်နေလိုက်ကြပါတယ် အဲ့ဒီနောက်မှာတော့ဧကန်းကအာသူတို့ယူလာတဲ့ဓပြဆက်ကသူ့ဘာသာသူပွင့်လာပြီတိတ်ဆိတ်နေတဲ့အချိန်မှာဟောင်းနှွမ်းနေတဲ့ဓပြဆက်ကနေတုံတုံကြီးတချင်းတန်ထွက်ပေါ်လာပြီးမှောင်မိုက်နေကလျက်စည်းတွေကလည်းတဝင်းဝင်းနေပါပဲဒီအချိန်မှာပဲဒီတချင်းတန်နဲ့အတူအိမ်ကားတွေအကုန်လုံးကလည်းပွင့်လာပြီးအပွားအန်နီရဲ့အခန်းကားကလည်းပွင့်သွားကအရေးပေါ်စကားပြောဆက်ကနေအတန်ကြားနေလို့နှိတ်ကြည့်နေပြီးခေါ်ကြည့်ပေမဲ့ပြန်မကြားရလို့အိမ်ပြင်ကိုဖျောင်းတိုင်မီလေးကင်ပြီးလိုက်ကြည့်လိုက်ကား ဧကန်တဲကိုရောက်သွားပြီးတချင်းတန်ကိုလည်းကြားနေလို့ဓပြဆက်ကိုသွားပိတ်လိုက်ပြီးပြန်အလှည့်လာမှာပဲတချင်းကပြန်ပွင့်လာပြန်ပါတယ်ဒီတော့အဖွားအန်နီကစိတ်မရှိသူမို့စောင့်ပိတ်ချလိုက်ကဒီချိန်မှာပဲသူ့နောက်မလန်းမကန်းမှာခေါင်းမပွားတဲ့အမျိုးသမီးကြီးရှောက်သွားနေရင်ပကန်းလေးကိုတိုက်မိသွားပြီးပြုတ်ကျကုန်ပါတယ်အဖွားကလည်းရီနာတို့အာကုတို့လို့ခေါ်ရင်းသွားကြည့်တော့ပကန်းလေးပြုတ်ကျနေတာကိုမြင်ပြီးကောက်သိမ့်နေရင် ခြေတောင်မဲမဲကြီးကိုမြင်လိုက်ပြီးမော့ကြည့်တော့ခေါင်းမပါတဲ့တရေကြီးဖြစ်နေကအတန်နဲ့ကြီးနဲ့အော်တန်ကိုလည်းကြားလိုက်ရလို့ထွက်ပြေးပါတော့တယ်။အဖွားအန်ဒီလည်းပြေးရင်ကြုံရအခန်းတစ်ခုထဲကိုဝင်လိုက်တော့အခန်းထဲမှာတရေရှိနေပြီ။နောက်ကနေနေရင်းကိုညှစ်ထုတ်လိုက်ကမျက်လုံးတွေပါထွက်ကြကုန်ပြီးတရေကြီးကလည်းဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်။အဲ့ဒီနောက်မနှက်မှာတော့ရီနာတို့အာကူတို့နိုးလာကအခန်းထဲမှာရှုပ်ပွားနေတာပဲလို့ဆိုပြီးတန်ရှင်းရေးလုပ်နေကြရင်အန်ပါကလည်းညကဖုန်းကနေအတန်ကြားနေလို့ဆိုတော့ ်ပြီးပြန်နေတာလေးလို့ရီနာကဆိုပါတယ်ဒီချိန်မှာအေကန်းကအခုံတလုံးမှာခေါင်းပြက်အယုတ်ကြီးကထိုင်လျက်ရှိနေတာကိုမြင်လိုက်ကြရပြီအာသူနဲ့အာကူတို့ကသူယူတယ်ငါယူတယ်နဲ့ညင်းနေပြီအဖွားနဲ့အဖိုးကလည်းစားနောက်နေကြတယ်ပဲထင်နေပါတယ်ဒီနေ့ဟာအင်းနစ်ကိုလည်းကြားရောက်လို့နေပါပြီအန်ပါကလည်းအယုံနာကိုကတ်ကြည့်နေပြီအဖိုးကလည်းသူ့ဖတ်နေတဲ့စာအုပ်ထဲကစာပိုက်တချို့ကိုဖတ်ကြည့်နေပြီဂီဟာပိုင်ရှင်ကဒတ်အမျိုးသမီးတယောက်ဖြစ်ကြောင်းနဲ့ ဒီကီဟာမှာလဲဒတ်အမျိုးသမီးကငငယ်ကလေးကနေထိုင်ခဲ့တာဖြစ်ကမိဘတွေကလည်းအင်ဒိုနီးရှားလူမျိုးတွေကိုချစ်တယ်လို့ဆိုပါတယ်သူ့ရဲ့အငယ်ဆုံးမောင်လေးကိုလည်းအင်ဒိုနီးရှားနာမည်ပေးထားပါသေးတယ်သူတို့မိသားစုကအဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ကြရပြီးအကိုဖြစ်သူကတတ်ခံရပြီးအမေဖြစ်သူကတော့ကျမ်းမာရေးချိုးတဲ့ပြီးဆုံးပါသွားတာလို့ဆိုကသူကတနာစီရကောင်းတာပဲလို့ရေရွလိုက်ပါတယ်ဒီချိန်မှာပဲအန်ပါကသူ့ရဲ့မျက်လုံးခွဲစိတ်မှုလို့ပြီးနောက်ပိုင်းမှာ ူများတွေမမြင်နိုင်တဲ့တဘာဝလုံးအရာတွေကိုမြင်နိုင်တယ်လို့အဘိုးကိုပြောလိုက်ပြီးသူညကမြင်ခဲ့တာတွေကိုလည်းပြောပြလိုက်ပါတယ်။ဒီတော့အဘိုးကလည်းစာအုပ်ထဲက dust အမျိုးသမီးနဲ့အမျိုးသားရဲ့ပုံကိုလည်းကြည့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အာသူကဓာတ်ပုံရိုက်ပြီးနေရင်အာလုံးစုပြီးဓာတ်ပုံရိုက်နေတုန်းမှပဲဒီတော့မှအပွားအန်နီကိုတတိယသွားပြီးဘီနာကအပွားအန်နီရဲ့အခန်းကိုတွားကြည့်တော့မရှိပါဘူး။ဒီလိုနဲ့အပွားအန်နီကိုအသေးအံလိုက်ရှာနေကြပြီးအန်ဘာတို့မောင်နှမကလည်းလိုက်ရှာရင် အန်ပါကရေတံကိုကြားနေရလို့ရေချိုးကန်အနားကိုသွားကသွေးတွေရှိနေပေမဲ့အန်ပါကမသိပါဘူးတကားကိုဖွင့်ပြီးအထဲကိုဝင်တော့သွေးတွေနဲ့မှချော်လဲသွားကသူ့လက်ကိုသွေးတွေပီသွားပြီးအမြင်မဆန်းတဲ့အဖွားအန်ဒီရဲ့အလောင်းကိုသွားကင်တော့သွေးတွေပန်းထွက်လာတော့မှလန့်ပြီးအော်ချလိုက်ကကျန်တဲ့လူတွေလည်းအပြေးရောက်ချလာပြီးမြင်ကွင်းကိုမြင်တော့တုန်လှုပ်ကုန်ကြပါတယ်အဲ့ဒီနောက်ဒီကာကလည်းကြောက်ပြီးငုံနေကအမားဖြစ်သူကနှစ်သိမ့်ပေးနေရပါတယ် အန်ပါကလည်းမိခင်နဲ့အိပ်ပျော်သွားချိန်မှာအတန်တွေကြားလို့ပြန်လို့လာပြီးအာသူကသူ့အဖွားကိုခေါ်ပြီးပြန်ဖို့လုပ်နေပေမဲ့အာကူးကမိုးရီရွာနေလို့အခန်းတကားကိုမဖွင့်ပေးပဲစကားများရန်ဖြစ်နေကြကအဖိုးကဝင်တားလိုက်ပေးမယ်မရပဲအာသူကရန်တွေ့နေကအာကူးကလည်းဒီမှာရှိနေတဲ့လူတွေအားလုံးကငါ့တာဝန်ငါ့မိသားစုပဲမင်းလဲပါတယ်လို့ပြောပေမဲ့အာသူကစိတ်ကနာမငြိမ်ပဲလက်မခံပါဘူးရဲစခန်းကိုလည်းဖုံးဆက်ထားပြီးပြီမို့ဒီမှာပဲစောင့်နေကြမယ်လို့အာကူးကဆိုပါတယ် ဒီအချိန်မှာပဲအာသူကခုံမအယုတ်ကမရှိတော့ဘူးလို့ဆိုတော့ကြံတဲ့လူတွေလည်းကြည်လိုက်တော့ခုံမအယုတ်ကရှိနေတုံးပါပဲဒီတော့အာသူပြန်ကြည့်တော့ရှိနေပြန်ပါတယ်အယုတ်ကဒီမှာရှိမနေသင်ဘူးလို့ပြောနေပြီဒီအချိန်မှာပဲအန်ပါကသူ့အရင်ညကဖုန်းကနေအတန်ကြားရပြီဒတ်အမျိုးသမီးကိုမြင်တယ်လို့ပြောပေမဲ့ရီနာကမဖြစ်နိုင်တာတွေဆိုပြီးရှောင်းမပြောဘူးပြောနေချိန်ရဲအရာရှိကရောက်လာကတကားဖွင့်ပေးလိုက်ပါတယ်ရဲအရာရှိကမိတ်ဆက်လိုက်ပြီးအလောင်းကိုတွားကြည့်တော့ ကတ္တီဒီပဲအနားကိုသွားပြီးအလောင်းအုပ်ထားတာကိုဖယ်လိုက်ချိန်မှာရုပ်ပြက်ဆင်းပြက်ဖြစ်နေတာကိုမြင်လိုက်ပြီးအလောင်းကြီးကလည်းဖုတ်ဆိုလဲကြသွားကရဲရရှိလဲအန်ထွက်ပြီးကားထဲကိုပြန်ဝင်ကရုံးချုပ်ကိုအကူအညီလှမ်းတောင်းလိုက်ပါတယ်အဖိုးကလည်းစာအုပ်ကိုရေးခဲ့သူကဒတ်အမျိုးသမီးဖြစ်ပြီးသူနဲ့အတူဂျပန်စစ်ဘုံနဲ့တွဲရိပ်ထားတဲ့ဓာတ်ပုံလည်းရှိနေပါတယ်ကားထဲရှိနေတုန်းမှဗတ်ကြီးမှန်ကနေကားနောက်ကိုခေါင်းပြက်သေးရောက်လာတာကိုမြင်လိုက်ပြီးလန်သွားကပြန်လှည့်ကြည့်တော့မရှိတော့ပါဘူး ဒီတော့ကားပေါ်ကနေဆင်းပြီးမိုးရွာကြီးတဲ့ဘသူလဲဆိုပြီးရှာပေမဲ့တစုံတရာဝင်ရမရှိပါဘူးအဘိုးကလည်းစာအုပ်ထဲမှာရေးထားတာကို ပြောပြနေပြီဒတ်အမျိုးသမီးကဇိမ်ခံမဲ့ဖြစ်ခဲ့ဘူးလေလို့ဆိုပါတယ်သူကဂျပန်နေကိုဖျော်ဖြေရတဲ့သူပါဒီချိန်မှာရဲအရာရှိကလည်းအိမ်ထဲကိုဝင်လာပြီးဖုံးဆက်ကြည့်တော့လေဖုံးကဆက်မရပါဘူးဒီကာကလည်းအယုတ်ကြီးထားရနေတာကိုမြင်ပြီးအမကိုပြပေးမယ်အမဖြစ်သူကမမြင်ရပါဘူးဒီချိန်မှာပဲမိကလည်းပြတ်သွားကကြံတဲ့လူတွေကမိပြတ်သွားလို့အလုရှုံနေချင်း ဒီကာတို့မောင်နှမကအယုံနာကိုသွားကအယုတ်ကခုနလှုပ်သွားတယ်လို့ဒီကာကပြောနေပြီးယုတ်ဒီရဲ့တပြားဆက်ကနေတချင်းတန်ထွက်လာပါတယ်အကုံလုံးကလည်းကြားလိုက်ရပြီးအန်ပါကဆန်အနာကိုကန်နားထောင်လိုက်ချိန်မှာယုတ်ဒီရဲ့သူ့ရဲ့အမြင်အယုံမှာလင်းလင်းထင်းထင်းနဲ့မြင်လာရပြီးဖုန်းကနေလည်းအတန်ထွက်နေလို့မိဘကန်းတဲ့ကိုသွားကြည့်လိုက်တော့ဒတ်စ်အမျိုးသမီးကိုတွေ့လိုက်ရပြီးနောက်ကနေရောက်လာတဲ့လူတွေကဒတ်စ်အမျိုးသမီးကိုဆွဲခေါ်သွားလို့အန်ပါလည်းနောက်ကနေလိုက်ကြည့်လိုက်ပါတယ်ဒါကိုသူ့နောက်ရောက်နေတဲ့လူတွေကမမြင်ကြရပါဘဲ ်အန်ပါပဲမြင်ရကအန်ပါသွားတဲ့နောက်ကိုလိုက်ကြပါတယ်အန်ပါကတော့မြင်နေကြားနေရပြီးကြံတဲ့လူတွေကဖုံးကနေအတန်ကိုတော့ကြားနေရပါတယ်ဒါစအမျိုးသမီးကိုအင်ဒိုနီးရှားလူမျိုးတွေကဝိုင်းဝန်းရိုက်နှက်နေကြပြီးဒါကိုလည်းကြံတဲ့လူတွေကမီးရောင်ကနေအရိတ်တွေကိုတော့မြင်နေကြပါတယ်အန်ပါကြည့်နေတုန်းမှပဲဂျပန်စစ်သားတယောက်ကရောက်လာတော့ရိုက်တဲ့လူတွေကဘေးကိုဖယ်သွားကမင်းကသူတို့လူမျိုးမဟုတ်ဘူးမင်းကိုတစ္ဆာဖောက်သွားကြပြီလို့ဆိုကဇပင်ကိုဆွဲထားပြီးပြောဆိုနေတာ ဒါစအမျိုးသမီးကလည်းလေပင်ပြန်ညှစ်တော့တနက်တင်နဲ့ထုချခံလဲရပါတယ်။သူ့ကိုဝိုင်းရိုက်တဲ့လူတွေကိုလည်းကြည်ကငါသွေးတစ်စက်တိုင်းကနင်းတို့ဘဝတွေကိုဖျက်ဆီးအောင်လုပ်ပစ်လိုက်မယ်လို့ပြောဆိုကဂျပန်စစ်သားကိုထပြီးတိုက်ခိုက်လိုက်ချိန်ဓာတ်နဲ့စီးပြီးခုတ်ချလိုက်လို့ခေါင်းပြတ်ကျသွားပါတယ်။ဒါကိုမြင်လိုက်တော့အန်ပါလည်းလန့်ပြီးအော်ချလိုက်ကအားလုံးကလည်းကြောက်နေပြီးဒီကလေးကလည်းကြောက်နေပါပြီ။ဒီချိန်မှာပဲအတူရိုက်ခံရတဲ့အမျိုးသားကအတန်တကြီးနဲ့အော်ဟစ်လိုက်ပြီးဒါစအမျိုးသမီးရဲ့အလောင်းကိုပွေသွားကာ အိမ်ပြင်ကိုထွက်သွားပြီးဒါကိုလည်းအန်ပါကနောက်ကနေလိုက်ကြည့်တော့အားလုံးလည်းလိုက်ကြရပါတယ်အန်ပါအပြင်ကိုရောက်သွားတော့ရေတွင်းနားမှာဂျပန်စစ်သားကိုမြင်လိုက်ရပြီးအလောင်းကိုတည်သွားတဲ့လူနောက်ကိုဆက်လိုက်ပါတယ်အလောင်းကိုတည်ပြီးမြေရောက်ခန်းထဲကိုဝင်သွားကအလောင်းကိုထိုင်ကုန်းမှာထိုင်ထားလိုက်ပြီးဓပြတချင်းကိုလည်းဖွင့်ကမမလေးလို့ခေါ်ကစကားပြောနေပြီသူကတော့အိမ်ကြီးရဲ့အလုပ်သမားပါဒီနိုင်ငံပေါ်ထားတဲ့မမလေးရဲ့မြေတားတွေကသာမမလေးကိုဒုက္ခရောက်စေတာပါလို့ဆိုကအလောင်းကိုရှုံတွင်နေမှန်းပြီး ရုပ်ထုပြုတ်လို့လိုက်တာပါပြီးတာနဲ့မမလေးရဲ့သွေးတစက်အတိုင်းကသူတို့ကိုဒုက္ခရောက်အောင်လုပ်ပြမှာပါလို့ဆိုကာအဝိတ်တစ်ခုနဲ့အုပ်ထားလိုက်ပြီးတန်တချောင်းကိုလည်းကင်ကထွက်သွားပြီးဂျပန်နေနဲ့တိုက်ခိုက်ပါတော့တယ်အန်ပါလည်းအနောက်ကနေလိုက်ကြည့်တော့တိုက်ခိုက်နေတဲ့လူကိုဂျပန်နေကဆွဲခေါ်သွားကြပါတယ်သူတို့အခန်းထဲကိုပြန်ရောက်တော့ခုံကလဲသွားလို့အရာရှိကအနားကိုအသွားမှာကောင်းပြတ်သေးရဲ့ကပေါ်လာကလဲပင်းကိုညှစ်ခမ်းလိုက်ရပြီးတီရော့မဲ့အချိန်မှာပဲအာကူကလှမ်းနဲ့ပြေးထိုးချလိုက်ပါအလုံးကိုအရင်ထွက်သွားခိုင်းလိုက်ပါတယ် တရဲကလည်းမဖြုံပဲလှံကနေကြွထွက်လာပြီးအာကူးရဲ့ခေါင်းကိုလည်းဆွဲဖြုတ်ပစ်လိုက်ကဒါကိုရီနာကမြင်ပြီးအော်ဟစ်နေကသူ့ကိုလည်းဆွဲခေါ်ပြီးမြောက်ခမ်းအပေါက်ကိုပိတ်ချလိုက်ကဂျဲကားပေါ်ကိုတက်နေလိုက်ကြပါတယ်ကားကလည်းစက်နှူးမရပဲဖြစ်နေပြီးကားရဲ့စပီကာကနေငါသွေးတစ်ဆက်တိုင်းကနင်တို့ကိုဒုက္ခရောက်စေမယ်လို့ကြားလိုက်ရကကားအနောက်ကိုလည်းခေါင်းပြတ်တရဲကလမ်းလျှောက်လာနေပြီးငါခေါင်းပြန်ပေးစမ်းဆိုတဲ့အတန်ကိုလည်းကြားနေကြရပါတယ်အကုန်လုံးလည်းထိတ်လန့်နေကြပြီး ရုတ်တရက်ကားဘေးကိုလဲလက်နဲ့ပေါ်ဆွဲသွားကဘုံဆိုပြီးတကားဝင်သွားပြီးအာသူရဲ့အဖွားကပါသွားပါတယ်။အာသူလည်းသူ့ရဲ့အဖွားပါသွားလို့အန်ပါရဲ့တုံ့ပြန်စီကအပြင်ကိုထွက်လိုက်သွားပြီးအဖွားလည်းတရေရဲ့လက်ချက်နဲ့ခေါင်းပြုတ်ထွက်သွားပြန်ပါတယ်။အာသူလည်းဒေါသထွက်ပြီးဒုံးနဲ့ပြေးရိုက်လိုက်တော့သူ့ကိုယ်ပါခေါင်းပြုတ်ပစ်လိုက်ပြီးကာနာကိုကတ်ပြလိုက်တော့အကုန်လုံးလန့်ပြီးအော်ဟစ်လိုက်ကြပါတယ်။ခေါင်းပြက်တရေကလည်းထွက်သွားတော့ကားနဲ့ပိတ်မိနေကြတဲ့လူတွေလည်းထွက်သွားလို့မဖြစ်နိုင်လို့အယုတ်ကိုဖြစ်စည်းကြမယ်လို့ဆိုကား အိမ်ထဲကိုပြန်ဝင်ပြီးအယုတ်ကိုဖြက်စည်းဖို့လှုပ်ချိန်မှာပဲအမ်ဘာကဒတ်အမျိုးသမီးရဲ့ခေါင်းကိုဂျပန်စစ်သားကရေတွင်းထဲကိုပြစ်ချတာကိုမြင်လိုက်ပါတယ်ဒီတော့ရေတွင်းသားကိုသွားကအယုတ်ကိုလည်းတည်သွားကြပြီးရဲအရာရှိကပစိန်နဲ့အယုတ်ကိုထုတ်ခွဲလိုက်တော့အထဲမှာအလောင်းကတကယ်ရှိနေပါတယ်အလောင်းရဲ့အရိုးစုတွေကိုရေတွင်းထဲကိုပြစ်ချလိုက်ပြီးမီးရှို့ဖို့လှုပ်ချိန်မှာပဲမီးကြီးကြံခဲ့လို့ရဲအရာရှိနဲ့အဖိုးနဲ့ကသွားပြန်ယူနေကြတော့မှအမ်ဘာနဲ့ဒီကောင်ကိုခေါင်းပြက်တည်းရဲကထပ်ပေါ်လာပြန်ပြီးလေပင်းညှစ်ထားကာ ဒါကိုမြင်တဲ့ရီနာကဘေးကပစိမ်းနဲ့ခုတ်ချလိုက်တဲ့အချိန်ကြောင့်ရေရင်းထဲကိုတရရော့အန်ပါတို့မောင်နှမပါပြုတ်ကျသွားပါတယ်။ပြုတ်ကျသွားတဲ့အန်ပါတို့ကလည်းမသိပဲရေတွင်းကလည်းရေမရှိပဲတိမ်ကောနေကဒီကားကိုအော်ခေါ်နေရင်အယိုးကောင်းကြီးကိုကင်မိသွားကကောင်းကြီးကနင်တို့အားလုံးတည်ရမယ်လို့ပြောနေလို့လမ်းပြီးလွတ်ပြေးလိုက်ပါတယ်။ပျက်စီးတွေကလည်းတဝင်းဝင်းလက်နေကတစ်ချက်တစ်ချက်မှမြင်ရပြီးပစိမ်းကိုလည်းတွေးလို့ကောက်ယူလိုက်ကသူ့ရှိတဲ့တဲ့ကိုပြေးဝင်လာတဲ့ကောင်းပြတ်တည်ရဲ့ကြီးကိုစီးပြီးခုတ်ချလိုက်ပါတယ်။ ဒါပေမဲ့မထီပဲတရေမဟုတ်ပဲဒီကဖြစ်နေကဒီကကလည်းအမလိုကြောက်ပြီးអော်လိုက်ပါတယ်ဒီအချိန်မှာပဲအပေါ်ကနေမိကြီးကိုပြစ်ချလိုက်ပြီးမိရှို့ခိုင်းတော့အမ်ပါကမိကြီးကိုရှာရင်ခေါင်းပြက်ကြီးကိုစမ်းမိသွားလို့လှုပ်ပြစ်လိုက်ကမိကြီးကိုလည်းတွေ့သွားပြီးချစ်လိုက်ချိန်မှာပဲသူ့ကိုလည်းပဲညစ်တာခံလိုက်ရပြီးမိကြီးကလွတ်ကျသွားကဒီတော့ဒီကကမိကြီးကိုကောက်ယူပြီးမိချစ်ကအလောင်းကိုမိရှို့လိုက်တော့မှတရေလေးအနောက်ကိုလန်သွားပါတယ် ဒါပေမဲ့ဒေါသကြီးနေတဲ့ကောင်းပြတ်သီးရဲမကြီးကမီးလောင်နေတဲ့ကြားကပဲအမ်ဘာကိုထပ်ပြီးလဲပေးညှစ်နေပြန်ကအမ်ဘာကလည်းဘေးကစမ်းမိတာကိုယူပြီးထိုးနှက်နေရင်ကောင်းပြတ်သီးရဲမကြီးလည်းပြာအဖြစ်လွင့်ထွက်ပျောက်ကွယ်သွားပါလေအဲ့ဒီနောက်မိုးလင်းလာခဲ့ပြီးအလောင်းတွေကိုလည်းတည်ယူသွားကြကဒီကေဟာကြီးကလည်းလူမနေကျင်ကြတော့ပဲအသက်ရှင်ကြံခဲ့တဲ့လူတွေကပြောင်းဖို့လုပ်နေပြီအမ်ဘာကလည်းဓာတ်ပုံတစ်ပုံကိုကြည့်နေရင်ဒါဘသူလဲလို့မေးတော့သူ့ရဲ့အမအဖြစ်မဲလို့အဖိုးကပြောကဓာတ်ပုံရဲ့အနောက်မှာလည်းမတ်ဒီအဲလိဇဘတ် ဤဘာနာဆိုတဲ့နာမည်သုံးခုကိုရေးထားတာကိုဖတ်ပြလိုက်ပါတယ်။အန်ပါလဲဓာတ်ပုံကိုပြန်သိမ်းပြီးယူသွားကသူ့အိမ်ပြင်ကိုထွက်တာနဲ့မီးလုံးကလည်းမှိတ်သွားပြီးဓပြားဆက်ကလည်းသူ့အလိုလိုပွင့်လာကဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်ခမညာ။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးတဲ့ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ပါတယ်ခမညာ။